မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဝမ်တွင်းမြို့နယ်တွင်ကြက်ဖို့ပါတီရဲ့ကြေးဥက္ကဋ္ဌညွန်ဦးဓာဖြင့်ထိုးခိုင်းရပြီးတည်ဆုံပူလောတွင်လည်းမြို့နယ်ကြက်ဖို့ပါတီဥက္ကဋ္ဌနေအိမ်နှင့်အုတ်ချုပ်ရည်မှုရုံမီရှုခံရတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းဝမ်တွင်းမြို့နယ်တွင်ကြက်ဖို့ပါတီမဲဆွဲစီယုံရေးအတွက်ချက်ပြုတ်ပြင်ဆင်ရန်ဈေးွက်ထွက်သည့်ပါတီရဲ့ကြေးဥက္ကဋ္ဌညွန်ဦးဓာဖြင့်ထိုးခိုင်းရပြီးတည်ဆုံသွားကြောင်းဒေတာရင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ် နိုဝင်ဘာလ22ရက်နေ့နနက်9:00နာရီခန့်တွင်ဝမ်တွင်းမြို့နယ်တနက်ခါတော်ကျေးရွာအုပ်စုအတွင်ကျန်းဖွတ်ပါတီမဲဆွဲစည်းရုံးရဲ့အတွက်ချက်ပြုတ်ပြင်ဆင်ရန်ဈေးဝယ်ထွက်သည့်ပါတီရဲ့ကြီးဥက္ကဋ္ဌညွန်ဦးကိုအမည်မသိလူတစုကကျုတ်ကန်ရွာကံပေါင်တွင်ဝေရောက်တိုက်ခိုက်ရာဓာတ်တရားများဖြင့်ပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းသိရပါသည်တိုက်ဆုံသွားသောကျန်းဖွတ်ပါတီရဲ့ကြီးဥက္ကဋ္ဌညွန်ဦးသည်တနက်ခါတော်ကျေးရွာအုပ်စုအတွင်စစ်မှုရန်ကျေးဟုဆိုကာလစဉ်တအိမ်လျင်ငွေကျက်တောင်းချီကောက်ခံပြီး၎င်းနှင့်ဆက်ဆက်ရေးအဆင်မပြေသောဖြစ်သူများ၏စရင်ကိုလည်းစစ်တပ်ထံ OKDY ဖြင့်ပို့ဆောင်ကပေါ်တာဆွဲဖမ်းဆီးငွေညစ်နေသူလည်းဖြစ်ကြောင်းသိရပါတယ်။အဲဒီကောင်ကစစ်မှုထမ်းအကြောင်းပြပြီးကြီးပါအုပ်စုထဲမှာလာစဉ်ပုံမှန်တောင်းချီကောက်ခံနေစစ်ခွေးတွေကစစ်မှုထမ်းအတွက်လူလာတောင်းရင်လည်းသူနဲ့ဆက်ဆံရေးအဆင်မပြေတဲ့ပြည်သူတွေရဲ့စရင်ကိုပို့ပြီးနေအိမ်နဲ့ထိပေါ်တာဆွဲဖမ်းဆီးခိုင်းတာတွေလည်းလုပ်တယ်။ငွေညစ်ပြီးပြန်လွှတ်ပေးတယ်။ငွေချေးမပေးနိုင်ရင်စစ်မှုထမ်းတင်တန်းကျောင်းကိုတန်းပြီးပို့တာဖို့ဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြို့သူအဖွဲ့ကလှုံ့ဆော်သည်ကိုမသိရသည့်ပေမြို့ဦးစီးနေလာသောစိုင်ကယ်နှင့်လက်ကင်ဖုံးများကိုလည်းတိုက်ခိုက်တော်လူများကတင်စီသွားကြောင်းသိရပါသည်။ထို့ပြင်တနင်္လာရီတိုင်းပူလောမြို့နယ်တွင်လည်းကြံဖို့ပါတီမျိုးနှင့်ဥက္ကဋ္ဌနေအိမ်နှင့်အုတ်ချွေရီမှုရှုံမိရှုဖြက်စည်းခံရကြောင်းဒေတာတွင်တော်လန်ရေးတင်ရင်းမြင့်များကတင်းထဏာကိုပြောကြားပါသည်။နိုဝင်ဘာလ22ရက်နေ့ည10နာရီခန့်တွင်ပူလောမြို့အမှတ်3ရပ်ကွက်ကန္နာလန်ရှိကျန်းဖို့ပါတီမြို့နယ်ဥက္ကဋ္ဌဇာနီအောင်နေအိမ်နှင့်အမှတ်3ရပ်ကွက်အုတ်ချွေရီမှုရုံကို ဒေါ်လန်ရဲ့အဖွဲ့တကူကဝင်ရောက်မိရှုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဘယ်ဖွဲ့ကဝင်လုပ်တယ်ဆိုတာတော့မသိရသေးဘူး။ကျန်ဖွဲ့ပါတီမျိုးနဲ့ဥက္ကဋ္ဌစာနီအောင်နေအိမ်နဲ့အမှတ်၃ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကတော့ပြန်ချသွားတာဖြစ်ပါတယ်။ဖြစ်စဉ်အပြည့်အစုံတော့ထုတ်ပြန်ပါလိမ့်မယ်ဟုဒေတာရင်းဒေါ်လန်ရဲ့သတင်းရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါဝင်ရောက်ရှင်းလင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးဒီဒီတော်လိုက်ရဲ့အဖွဲ့ကလှုံ့ဆော်သွားသည့်ကိုထုတ်ပြန်ခြင်းမရှိသေးပေ။ဆက်လက်ပြီးမန္တလေးမြင်းချက်နဲ့ကမ်းမလူမျိုးတို့တွင်လူငယ်30ထက်မနည်းပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုရန်တင်နန်းချောင်းအဖို့ခံရ လူငယ်များကိုပြန်လွတ်ပေးမည်ဟုဆိုကစစ်တပ်ကငွေလိမ်တောင်းမှုများနဲ့အကြီးအကျယ်ဖြစ်နေတဲ့ဆွဲသတင်းကိုထင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးမြင်းချမ်းကံဘလူမျိုးတို့တွင်လူငယ်30ထက်မနည်းပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုရန်တင်းနှံကြောင်းအဖို့ခလရကြောင်းရှင်းအောင်ဖမ်းဆီးခံလူငယ်များကိုပြန်လွတ်ပေးမည်ဟုဆိုကစစ်တပ်ကငွေလိမ်တောင်းမှုများနဲ့အကြီးအကျယ်ဖြစ်ပေါ်နေကြောင်းဖမ်းဆီးခံလူငယ်များ၏မိသားစုဝင်များနှင့်ဒေသတရင်ချင်းမြစ်ကတရင်ဌာနကိုပြောပါတယ်။ နိုဝင်ဘာလ19ရက်နေ့ည8နာရီခန့်အချိန်မန္တလေးတိုင်းမန္တလေးမြို့တတဦးလန်းဆောင်တွင်အလုံးမပြန်လာသည့်လူငယ်လေးဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းစစ်မှုရဲအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်လေးဦးမှာအသက်20ဝန်းကျင်ရှိပြီးမိသားစုများနဲ့ဖမ်းဆီးခံလူငယ်များအဆက်အသွယ်ပြတ်တောက်နေကြောင်းဒေသတရင်ချင်းမြို့ Voice of မန္တလေးမှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါရယ် စစ်ခွေးဖမ်းဆီးသွားတဲ့လူငယ်လေးဦးကိုစစ်ခွေးတွေကမှန်လုံကားအဖြူနဲ့ဖမ်းသွားတယ်ပြောတယ်။စစ်ခွေးတွေဖမ်းဆီးသွားတဲ့လူငယ်တွေအသက်တွေက20ကျော်လေးတွေပဲဟု Vice of Mandalay မှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ထို့တူမန္တလေးတိုင်းမြင်းချမ်းမြို့ပေါ်ရှိရုပ်ကွက်များတွင်လည်းစစ်တပ်ကနှစ်ရက်ဆက်တိုက်လူငယ်6ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တို့တွင်မြင်းချမ်းမြို့ပေါ်ရှိရက်ွက်ထဲကိုဖွေရောက်ပြီးလူငယ်6ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ် စစ်ခွေးတွေကဝင်ရောက်ပြီးဖော်တာဆွဲဖမ်းဆီးသွားတာနှစ်ရက်ဆက်တိုက်မှာရက်ွက်ထဲကလူငယ်၆ဦးလောက်ပါသွားတယ်ဟုဒေသတရင်ရင့်မြက်ကသတင်းဌာနကိုပြောကြားပါတယ်။အလားတူစကိုင်းတိုင်းကမ်းဘလူမျိုးနဲ့ရှိအကြံဖက်စစ်ကောင်စီအထိုင်စခန်းများတွင်ဖော်တာဆွဲဖမ်းဆီးခံရသည့်လူငယ်များဤမိသားစုများထံသို့အကြံဖတ်စစ်သားများနှင့်ပြူစောတီခေါင်းဆောင်တချို့ကလွှတ်ပေးမိဟုပြော၍ငွေလိန်တောင်းခံနေကြောင်းကျွန်းလကံမလူတက်ချွတ်လှောက်ရှားသူများအပွဲကံမလူခရိုင်မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါသည် နိုဝင်ဘာလ13ရက်နေ့ဖော်တာဆွဲဖမ်းဆီးခံရမှထွက်ပြေးလွတ်မြောက်လာသည့်လူငယ်ဤမိသားစုဝင်ထံသို့လည်းအကြံဖတ်စစ်တပ်ကဆက်သွယ်၍ငွေတေးတောင်းခံခဲ့၍မိသားစုဝင်များကငွေ9သိန်းပို့ခဲ့တော်လဲပြန်လွတ်ပြေးခြင်းမရှိဘဲကိုယ်တိုင်ထွက်ပြေးခဲ့ရကြောင်းသိရပါသည် ်ထို့ပြင်ကျွန်းလာမျိုးအဝင်အချုပ်ခန်းတွင်ဖမ်းဆီးခံရရမှာလူမျိုးထွက်ပြေးလာသည့်လူငယ်ဤမိသားစုဝင်များထံမှလည်းငွေချေးလိမ်နဲ့တောင်းခံ၍မိသားစုကငွေသိန်း30နီးပါးစစ်တပ်နဲ့ပြူစောတီထံသို့လွှဲပေးခဲ့ရကြောင်းထွက်ပြေးလူမျိုးလာသောလူငယ်တအုပ်ကပြောဆိုပါတယ်။ရှေ့တန်းမလိုက်ရဘူးရွှေဘိုအချုပ်ထောင်မှာရှိတယ်။လွတ်စေချင်ရင်ငွေလွဲဆိုလို့လွှဲပေးရတာစုစုပေါင်း30ရှိပါတယ်။ ကျွန်တော်တို့ကိုဖမ်းထားတာသူတို့ပဲရှိတာမှတ်ပုံတင်တဲ့ဖုန်းကစားသူတို့သိမ်းထားတာဆိုတော့မိသားစုဖုန်းနံပါတ်တွေယူပြီးဆက်သွယ်ငွေညစ်တာတွေကိုအစီအစဉ်တကျလောက်တာလို့ထင်တာပဲကျွန်တော်တို့လည်းအိမ်ကလှမ်းပြောလို့သာတည်ရတာမလွတ်တဲ့သူတွေရဲ့မိသားစုဝင်တိုင်းလဲကျွန်တော်တို့မိသားစုတွေလို့ငွေညစ်ခံရမှတည်ကြတယ် မိသားစုဝင်တွေကတော့ဖို့မရဓမ္မအစုံမိအေးနှခါနာဖြစ်တာပေါ့ဗျာဟုပေါ်တာဆွဲဖန်းစည်းခံရပြီးကျွန်းလာမျိုးအဝင်းအချုပ်ခန်းမှထွက်ပြေးလွတ်မြောက်လာသည့်လူငယ်တအူးကပြောဆိုပါရယ်အကြံဖတ်စစ်တပ်သည်ကံမလူနှင့်အတွင်ရွှေဘုံမြကြီးနာပြူဟာလန်ကျော်ရှိဖြတ်တန်းသွားလာသူမှန်သမျှကိုပေါ်တာဆွဲဖန်းစည်းနေခြင်းဖြစ်ပြီးဖန်းစည်းခံရသူများ၏ဖုံးများမှတဆင်မိသားစုဝင်များထံဆက်သွယ်ငွေညှစ်နေခြင်းဖြစ်ပါရယ်ထို့ကြောင့်ပြည်သူများအနေဖြင့်အကြံဖတ်စစ်ကောင်စီတပ်နှင့်ပြူစောထီးများအလို့ကြောင့် တောင်းခံလာသည့်ငွေကြေးများကိုယုံကြည်ကိုးစား၍လွှဲမပေးမိကြရလေကျွန်းလာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကတိုက်တွန်းထားပါတယ်။အစား NUG ကနှုတ်ထွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ၏အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးခွင့်ကြီးတာဝန်ယူထားသူဒေါက်တာဆဆာသည်အစိုးရအဖွဲ့မှနှုတ်ထွက်ထားကြောင်း၎င်းနှင့်နှိဆက်သူတဦးကပြောပါရယ်ဒေါက်တာဆဆာနှုတ်ထွက်သောအကြောင်းရင်းနှင့်ပတ်သက်ပြီးထုတ်ဖော်ပြောဆိုခြင်းမရှိတော့လေပြီးခဲ့တဲ့စက်တင်ဘာလကလေးကနှုတ်ထွက်စာတင်ထားခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်၎င်းနှင့်ဆွေမျိုးတော်ဆက်သူတဦးကလည်းဒေါက်တာဆဆာအနေဖြင့် NUG ကပြန်စင်ပြောင်းလဲဖွဲ့စည်းမည်အစိုးရအဖွဲ့တဲ့ပါဝင်တော်မည်မဟုတ်ကြောင်းလည်းပြောပါရယ်လက်ရှိ NUG အစိုးရတွင်ဝင်ကြီးဌာန16ခုရှိပြီးဝင်ကြီး16ဦး ဒုဝန်ကြီး18ဦးတို့ဖြင့်ဖွဲ့စည်းထားကမကြမီကာလ၌ဝန်ကြီးဌာနချုပ်အားဦးစီးဌာနများအဖြစ်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း NUG ဘက်ကထုတ်ပြန်ပြောဆိုထားပါတယ်။ဦးစီးဌာနအဖြစ်ပြောင်းလဲကောင်ဝန်ကြီးဌာနဖြတ်သိမ်းမိတဲ့လူခွင့်ရေးဝန်ကြီးဌာနဝန်ကြီးဦးထင်လင်းအောင်ဦးဆောင်သည့်ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်ဤပညာဝန်ကြီးဌာနဝန်ကြီးနော်ဆူဆန်နာလှလှဆုပ်ဦးဆောင်သောအမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ပါဝင်ကြောင်းသိရပါသည်။